စကလုံးတွေမှာစွမ်းအင်ရှိတယ်။စကလုံးတွေတိုင်းမှာစွမ်းအင်ရှိပါတယ်။ကိုကူကူပြောနေတဲ့စကလုံးတွေသူများကိုပြောလိုက်တဲ့စကလုံးတွေတိုင်းမှာစွမ်းအင်ရှိတာမို့ပြောတဲ့အတိုင်းဖြစ်လာတတ်ပါတယ်။ကောင်းတဲ့စကားဖြစ်စေဆိုးတဲ့စကားဖြစ်စေပြောတဲ့လူရဲ့စိတ်ထဲကနေသောပြင်းပြထက်သန်စွာနဲ့ပြောလေလေ အစွမ်းထက်လေးလေးပါပဲ။နေတိုင်းလိုလိုထက်တလေးလေးပြောနေလေးလေးစကလုံးတွေကအစွမ်းထက်အသက်ဝင်လာပြီးကိုယ့်ရဲ့ဘဝကိုရုပ်လုံးပေါ်လာအောင်ခြေလေပုံဖော်လေးလေးပါပဲ။ဒါကြောင့်ကျမတို့ရဲ့စိတ်ကနေစိတ်လိုက်မှန်ပါပြောလိုက်တဲ့စကလုံးတိုင်းကိုတတိထားထိန်းချုပ်ပေးဖို့လိုအပ်ပါတယ်။ မငငယ်တော့ကကိုကိုကိုမှန်ထဲမှာကြည်ပြီးစကားပြောလေးရှိပါတယ်။အဲ့ဒီတော့ကတော့ auto suggestion လုပ်တယ်လို့ခေါ်ပါတယ်။အခုခင်မှာတော့ affirmation လုပ်တယ် manifestation လုပ်တယ်လို့ပြောလို့ရမယ်ထင်ပါတယ်။ကျမငငယ်တော့ကအရန်အောင်မြင်ခြင်းနဲ့စိတ်ထက်တန်ပြင်းပြလေတော့မှန်နေကြည့်ပြီး ုကုကုငါအောင်မြင်ရမယ်ငါမှာအောင်မြင်ခြင်းနဲ့စိတ်တကယ်ရှိတယ်အောင်မြင်အောင်လဲကြိုးစားနေတယ်အောင်မြင်မယ်လို့လဲယုံကြည်တယ်အောင်မြင်မှာတည်ကြတယ်စသဖြင့်လေးလေးနက်နက်ယုံယုံကြည်ကြည်ရွတ်စုပြောစုပေးလေးရှိပါတယ်မင်းဆောဆောအဲ့ဒီလိုရွတ်စုပြောစုလိုက်ပြီးပြီဆိုရင် ကိုကိုကိုယုံကြည်စိတ်ကလည်းအလိုလိုဝင်ရောက်လာတတ်ပါတယ်။အလိုလိုရတာလည်းပျော်ရွှင်ထက်သန်နေပါတယ်။ဒီမှာကရိတ်မှာစာသွားရေးနေကြမို့စာသွားမရေးခင်မနဲ့တိုင်းအဲ့ဒီလူလေးကိုကိုကိုစကလုံးလေးတွေနဲ့အားပေးချီမြောက်ပြီးပါစာသွားရေးပါတယ်။တခါတလေစိတ်ကူးမပေါ်သေးလို့စာရေးခြင်းနဲ့စိတ်မရှိလဲ။ သွားထိုင်ပြီးကော်ဖီတအိုးမှာပြီးကန်တော်ကြီးရေပြင်ခြေကြီးကိုငေးလိုက်တစ်ပင်စိမ့်စိမ့်လေးတွေအုံဆိုင်နေတဲ့ကျွန်းကလေးစီကိုငေးလိုက်နဲ့စိတ်ကိုရှင်းကြည့်နေအောင်ထားလိုက်ပါတယ်အဲ့ဒီလိုဆိုမကြပါဘူးခေါင်းထဲမှာဆက်လုံးတွေအစီအီပေါ်လာတတ်ပြီးဇလန်းစကွက်တွေလည်းရုပ်ရှင်တကားလိုပီပီပြင်းပြင်းပေါ်လာကြပြီးတလောကလုံးကိုမေ့ပြီးစိတ်ကူးညံတွေ သွသွင်းသွင်းစီးစင်းကွန်မြူလာတော့တာပါပဲတထိုင်နေလေးတမင်းမေဟင်းမေရေးလိုက်ရင်စာမျက်နှာ20လောက်ပြီးသွားရတာမယုံနိုင်စရာပါပဲဒါဟာစိတ်ရတကူစကလုံးတွေရတကူလို့ပြောလို့ရပါတယ်လူတချို့ရှိပါတယ်ငါဟာဘယ်တော့မှအတော့မကြဘူးဘာလို့လို့အဆင်မပြေဘူး ီတသက်ဘာမှလည်းဖြစ်လာမှာမဟုတ်ဘူးစသဖြင့်ကိုကိုကိုမကြခဏစူပူညူစုတတ်ကြတာတွေ့ဘူးပါတယ်စကလုံးတွေရဲ့အစွမ်းကြောင့်တကယ်လက်တွေ့ဘဝမှာသူ့ရဲ့စွမ်းအင်တွေယုံကြည်မှုတွေကြာစင်းထိခိုက်သွားတာကိုသူမသိပါဘူးသူ့ဘဝဟာသူပြောတဲ့အတိုင်းပဲဘာမှဖြစ်မလာပဲအစစ်မပြေမြဲဘာမှဖြစ်မလာသေးပါပဲ အဲ့ဒါကြောင့်ကိုကုကိုချစ်ခင်တန်ဖိုးထားစွာလေးစားမြတ်လို့စွာစကားပြောပေးဖို့လိုအပ်ပါတယ်။ကျမခင်မင်းလေးစားရတဲ့မိတ်ဆွေတယောက်ဆိုသူကသူနောက်ထပ်ကိုပွားလေးတယောက်ရှိသလိုသဘောထားပြီးစကားပြောလေးရှိပါတယ်။သူ့နာမည်လေးသူပြန်ခေါ်ပြီးငါမင်းကိုသိချစ်တာပဲ။မင်းကအယမ်းတော်တာပဲ။ အလုပ်တွေလည်းစူးစမ်းတယ်။မင်းကိုတကယ်လေးစားတယ်သိလား။စသဖြင့်ကို့နာမည်လေးကိုပြန်ခေါ်ပြီးကို့ကိုကိုရင်းနှီးချစ်ခင်စွာတန်ဖိုးထစွာစကားပြောပြတတ်သူတစ်ယောက်ဖြစ်ပါတယ်။အဲဒီမိတ်ဆွေဟာလူတကာတိုင်းကချစ်ခင်ကြည်ညိုလေးစားရတဲ့မေတ္တာတရားလေးအလွန်ကြီးမားတဲ့လူအများအတွက်ပရာဟိတအလုပ်တွေ လုပ်ပေးနေတဲ့ ဘဝမှာ အောင်မြင်နေသူတယောက်လည်းဖြစ်ပါတယ်စကလုံးတွေရဲ့အစွမ်းကိုသိမြင်လာပြီးတဲ့နောက်မှာကျမက ကိုကူကူလေးဂယုတဆိုင်ကောင်းနာလေးတွေပဲတည်ထားပြီးရွေးပြောလေးရှိပါတယ်ကို့နီးနားမှာရှိသူတွေကိုနဲ့ပတ်သက်ဆက်နွယ်နေသူတွေကို့မိသားစုကို့မိတ်ဆွေတငယ်ချင်းတွေကိုလေကောင်းမွန်တဲ့စကားလေးတွေ ချစ်ခင်အကျိုးပြုတဲ့စကားလေးတွေရွေးချယ်ပြောမိတတ်ပါတယ်။သူ့ရဲ့ကောင်းခွက်ကလေးတွေကိုချီးမွမ်းပြောပြပေးတာကို့အပေါ်ကူညီဖြည့်ဆည်းပေးတဲ့အခါကျေးဇူးတင်ကြောင်းလေးလေးနက်နက်ပြောပြတာမျိုး လုပ်ပေးခြင်းဟာသူ့အတွက်ရောကို့အတွက်ပါတကယ်စိတ်ချမ်းသာစေတဲ့ပေါင်းတင်ဆက်ဆံရေးတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ကောင်းတဲ့စကားလုံးတွေရဲ့စွမ်းအင်နဲ့ကို့ဘဝကို ပုံဖော်တိဆောက်ကြည့်ပါသူများကလည်းကောင်းတဲ့စကလုံးလေးတွေရဲ့စွမ်းအင်နဲ့သူ့ဘဝကိုပျော်ရွှင်စိတ်ချမ်းသာအောင်ကူညီပေးပါစကလုံးတွေတိုင်းမှာတကယ်စွမ်းအင်ရှိတတ်လို့ပါ